အားလုံးပဲမင်္ဂလာပါနော်ဘောလုံးသက်တန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်တာလဲတော်တော်ကြာသွားပြီပေါ့လေဆိုတော့ထားပါတော့ဒီမန်စီးတီးနဲ့ကစ္စတယ်ဘဲလူတို့ရဲ့ပွဲကိုကြည့်လိုက်တယ်ပေါ့လေဆိုတော့ဟိုမန်စီးတီးကဇီးတူးရှုံးနေရတာကနေဗျာဖိုက်တူးနဲ့ပြန်လာနိုင်ခဲ့တယ်ဆိုတာရလုံးဝကျွတ်စင်ပြီဆိုတော့ဒီပွဲမှာဟိုပြောစရာရှိတာကကီဝင်ဒီဘရိုင်းပဲအဓိကကတော့တကယ်ကိုဟိုလုံးဝ အသင်းကိုဆွဲတင်ခဲ့တာဗျာအခက်ခဲကြရတယ်ပြောရရင်တော့ဒီဟာဒီမှာမန်စီးတီးကလုံးဝဒီခြေစွမ်းနေစိုးဝနေတယ်ရလက်တွေစိုးဝနေတယ်နောက်မနေမနောကိုသူတို့ရုံးကန်နေရတယ်ပေါ့ဒီအနေထားမှာသူတို့ဝမ်းစီပြီးရင်တူစီဇက်တိုက်အတွန်းခံပြီးတော့ဒါနှစ်ကိုးကိုးမရှိနဲ့သူတို့တွေဥဆောင်ခံနေရတဲ့အနေထားနေပြောရရင်တော့မန်စီးတီးသွားပြီလို့ကိုထင်တာအဲ့ဒီအနေထားနေကိုအကောင်းဆုံးပြန်လာနိုင်ခဲ့တာ ပြောရရင်တော့အကောင်းဆုံးပြန်လာနိုင်ခဲ့တယ်ဆိုတာမှနိုင်ရုံနဲ့တော့မဟုတ်ဘူးမဟုတ်ဘူးဖိုက်သူဆိုတဲ့ရာလန်နဲ့ပြန်လာနိုင်ခဲ့တာဗျာဒီဘွဲမှာအဓိကအဲ့လိုမောင်းနေခဲ့တာတကယ်ကီဝင်ဒီပိုင်းပထမဆုံးအနေနဲ့အရေးကြီးတဲ့ဂိုးကိုသူသူ့ရဲ့ free kick ကနေကန်တွင်းယူခဲ့တယ်အမှန်2-1ဖြစ်သွားတယ်နောက်ထပ်ဒုတိယတရားကြားစင်မဲ့ဂိုးတော့ကျွန်တော်မာမွတ်ကတွင်းယူပေးခဲ့တယ်ဆိုတော့ အမှနောက်ထပ်တတိယမြောက်ပေါ့အနိုင်ရစေမယ်အနိုင်ကိုပေါ့ပြောဆိုပါတော့အဲတတိယမြောက်အနိုင်ကိုကိုတော့ဒါဒီဒီဗရန်ရဲ့ဖန်တီမှုကနေကိုဘက်ချစ်ကတွင်းယူခဲ့တယ်ပြီးတော့နောက်ထပ်နောက်ထပ်ဒီမှာတော့မန်စီးတီးကပွဲကိုလုံးဝအေးအေးဆေးဆေးစိုးမိုးသွားခဲ့ပြီးတော့ဒါလူငယ်ကစားသမားလေးတွေကြားတဲ့မတ်အဒီတို့အော်ရီလီတို့ကဒါအသီးသီးတွင်းယူခဲ့ပြီးတော့ငါးဂိုးနှစ်ဂိုးဆိုရရလနဲ့ ဒါနိုင်ပွဲကိုရယူသွားခဲ့တယ်ပေါ့ဆိုတော့သူတို့ကဒီခါမှာလောလောဆယ်ယာယီအနေနဲ့အဆင့်လေးနေရာကိုတက်လှမ်းသွားခဲ့ပြီဗျာချက်စီးရဲ့နေရာကိုခဏနေချက်စီးတဲ့တပွဲပို့ကစားထားပြီးတော့ဒါဝင်ယူထားလိုက်ပြီပေါ့ဆိုတော့ဒီနေရာမှာပြောစရာရှိတာကချန်ပီယံလိဝင်ခွင့်အတော့ပေါ့လေအဓိကကတော့အဆင့်၅ရရင်တောင်မှဒီနေရာဒီမှာပရီးမီးယားလိကအာအဆင့်၅ရရင်တောင်မှဒါချန်ပီယံလိဝင်ခွင့်ရမှာပါဆိုတော့ဒါဒီနေရာဒီမှာ ချန်ပီယံလိဝင်ခွင့်ပရီးမီးယားလိ9နေရာထိရထားတာဗောနော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်အဆင့်9ဆိုတာကလုံးဝမသေးကြဘူးဗျာနောက်ကဒါဖရိုက်တန်တို့နယူကာဆယ်တို့နဲ့ကလည်းတော်တော်လေးကပ်နေတယ်ဆိုတော့ပြောရရင်တော့ဟိုဒီယာရီမှာချန်ပီယံလိဝင်ခွင့်အတွက်ပြိုင်ဆိုင်မှုကလည်းတော်တော်လေးပြင်းထန်မှုရှိရယ်ပရီးမီးယားလိကလည်းအဲ့လိုမျိုးဆော့ဆော့ကျွန်တော်ပြောလို့9နေရာထိဒါချန်ပီယံလိဝင်ခွင့်ရမှာဆိုတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဒါ အခိုင်အတန့်အနေအထားတွေပေါ့လေနော်ဒီညဒီအနေအထားမှာဒီအချိန်နေမှာဒါမန်စီးတီးကလုံးဝသူတို့19 9ထိုက်တဲ့ပွဲအနိုင်ရဖို့လိုနေတဲ့ပွဲမှာဟိုစောစောစီစီဥဆောင်ကိုနှစ်ကိုပေးလိုက်ရတယ်ဆိုပေမဲ့သူတို့အကောင်ဆုံးပြန်လာနိုင်ခဲ့တယ်တကယ်ကိုပြီးရင်ဒီပွဲမှာပြောစရာရှိတာကဟာလန်းနာပါခဲ့ရင် Kevin De Bruyne ကဒီထက်အဆစ်တွေရအောင်မှာပြီးရင် မန်စီးတီးကလည်းဒေးထက်တောင်ဂိုးပြတ်နိုင်တယ်ဗျ။ဘာလို့ဆိုအဲ့လိုမျိုးဟိုမာမွတ်အဆုံးတက်တိတ်မတင်တတ်တာတွေပေါ့လေနော်။ဂိုးမားတွေပိုင်းနဲ့ညှိပြီးပြီးရင်ဟိုပဲလေးဂိုးမားကောင်းတာတွေပေါ့။အဲ့ဒါတွေနဲ့ဒါအဲ့ဒါမျိုးတွေကြောင်းတာဒီလောင်းနဲ့ပဲဂိုးပြတ်သွားတာဗျာ။ကီကီဗင်ဒီဗရန်ကလည်းဒါအစ်စ်တစ်လုံးလောက်ပဲရခဲ့ဒါပေမဲ့ကွန်နွန်းတွန်းဆန်းဆောင်ကြီးတွေသူ့ရဲ့ယုံအားတွေကအများကြီးကိုဒီဘက်မှာတက်ရောက်ခဲ့တာ ဆိုတော့ကျွန်တော်က Kevin Kevin De Bruyne တယောက်ထဲနေတော့ဒါနိုင်ဝဲကိုဖော်ဆောင်လို့မရဘူးပေါ့လေဒါပေမဲ့သူ့ရဲ့တက်ရောက်မှုကြီးကအရန်အားကြီးခဲ့တယ်ဆိုတာမျိုး Kevin De Bruyne ကတော့ Kevin De Bruyne ပဲဖြစ်နေပါသေးတယ်ဆိုတာမျိုးကိုသူပြသသွားခဲ့တဲ့ပွဲပဲဗျာဆိုတော့ဟိုဒီဘက်မှာဟိုပြောရရှိတာကလေးလုံးမြောက်ဂိုးမှာလေမတ်အတီတွန်းသွားတဲ့ဂိုးမှာအီရာစင်ကအစ်စ်ယူခဲ့တယ်ဒါအီရာစင်ကဂိုးကနေကန်တင်ပြီးတော့မတ်အတီကကိုရမားကိုကြော်ဖြတ်ပြီးတော့ဘဲလေးရဲ့ ဂိုးမှမရှိတဲ့ဂိုးပေါက်တွေကိုကန်သွင်းခဲ့တယ်ပေါ့ဒါအီရာဆင်နုတ်စီမာကတော့ဒါမျိုးအလုံးတွေကခဏခဏမြင်တွေ့တိတ်မကြမကြမြင်တွေ့နေကြမြင်တွေ့နေကြအလုံးတွေပေါ့လေနော်တိတ်တော့အရန်ကြီးထူးဆန်းမနေဘူးပေါ့ဒါပေမဲ့တကယ်မိုက်တယ်အဲ့လိုမျိုးကြီးကြတာလေဆိုတော့မန်စီးတီးကတော့ပြောပြောရင်တော့အခက်ခဲကြတာနေသူတို့နိုင်ပွဲတစ်ပွဲကိုတကယ်ကိုရအောင်ယူနိုင်ခဲ့ပါတယ်ဟိုဒီပွဲမှာဆိုရင်ပြောရင်ထပ်ပြီးတော့ကျွန်တော်ပြောရရင်အရန်ကြီးမန်စီးတီးကလွယ်ကူခဲ့တာမဟုတ်ဘူး သောသောပြောလို့ဇီတူးနဲ့အခုဆောင်ခါထားခံခဲ့ရတယ်။ပြီးရင်ကစားကွက်အရာလဲပဲလေးကလုံးဝကြက်တယ်ဗျာ။ပြီးလို့ကစားကွက်လုံးဝစိတ်တယ်။ဝန်းလဲမှာဖြစ်ဖြစ်နောက်တန်းမှာပဲဖြစ်ဖြစ်နောက်တစ်ခါကောင်တာတွေဆော့တဲ့အခါတွေမှာလဲပဲလေးကတော်တော်လေးကောင်းခဲ့တယ်။တကယ်လေးငါးခုတာပြတ်သွားတာနော်။ပဲလေးအရင်ကြီးညံ့ပြီးတော့မန်စီးတီးကတပွဲလုံးလုံးထိန်းချုပ်ပြီးတော့အဲ့လိုမျိုးငါးခုပြတ်သွားတာမဟုတ် ူတိုက်ကိုတိုက်ဝုံလုံးလုံးနဲ့တိုက်ရင်းနဲ့မှပဲငါကိုပြတ်သွားတာငါကိုပြတ်တော့ sorry ငါကိုနှစ်ကိုဖြစ်သွားတာပေါ့ငါကိုဒီအတွန်းခံနေရပါတာအဲ့လိုမျိုးပြောရတော့ဟိုပွဲကကြည်လဲကြည်ကောင်းခဲ့တဲ့ပွဲတွေဖြစ်ခဲ့တယ်နောက်တစ်ခုချီးကျူးစရာရှိတာတော့ဒါလူငယ်ကစားသမားတွေ Man City ရဲ့လူငယ်ကစားသမားတွေပေါ့ဒီပွဲမှာ Guardiola လာကတခြား Senior ကစားသမားတို့မျိုးမျိုးခောက်ပြီးလူငယ်လူငယ်ကစားသမားတွေကိုတုံးခဲ့တယ်လူငယ်ကစားသမားတွေနဲ့ဒီဘိုင်းနဲ့မာမွတ်တို့နဲ့အဲ့လိုမျိုး သူတို့တွေဒါလူငယ်လူကြီးပေါင်းဆက်ပြီးတော့ကစားခဲ့ကြတယ်ပေါ့ဒီကိုလူဝတ်တို့ကအစားလဲပါခဲ့တယ်ဆိုတော့တကယ်ကိုဟိုတော်တော်လေးအားရစရာကောင်းတဲ့ပွဲလို့ပြောလို့ရပါတယ်မန်စီးတီးတော့ကတော့เนาะเนาะအားဒီလောက်ပါပဲเนาะအဆင်ပြေရင်အာကျွန်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်เนาะဆိုတော့အာကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်းလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးဒါဆွေးနွေးပေးခဲ့လို့မှတ်ချက်ပေးခဲ့လို့ရပါတယ်เนาะ comment မှာအားလုံး fez o Alan,